မိရဲ့နေစဉ်ဘဝမှာစိတ်နှလုံးအေးချမ်းစွာချမ်းမြမ်းသာသာနေနိုင်ဖို့အတွက်ဘာလုပ်ရမလဲချမ်းမြမ်းသာသာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာသာဝဏီတွေနဲ့တောကတွေရှိတယ်။ตาရေသမီးရေဆိုတာလို့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်။အဲဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အေး ချမ်းသာစွာဘယ်ပုံနေမလဲလို့ဆိုမြတ်စွာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်မြတ်စွာဘုရားရဲ့ခုံနေခြင်းစုတွေဘုရားဆိုတာနော်မဟုတ်တာပဲတော့မှမလုပ်ဘူးစိတ်껙ရမှတောင်းမကောင်းဘူးမလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ခုံတော်တွေတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့တမတမုဒ္ဒခုံတော်တွေ အတိညာနဲ့အကျင့်ဆရဏဝိဇ္ဇာဆရဏနဲ့ပြည့်စုံတယ်ဆိုတဲ့ဂုံတော်တွေဖရာဂုံတော်တွေကိုတစ်ခုချင်းတစ်ခုချင်းဆင်ခြင်စဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေဟာတည်ငါအားဖြင့်အင်းငိမ့်သွားကြမှာဖြစ်တယ်။မြတ်စွာဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကုံကိုအာယုံပြုနေမယ်ဖရာတရားတန်ခါထဲမှာစိတ်ကိုနှိမ့်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင် ခန္ဓာကဆောင်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာဖြစ်လို့ရသော်ဘုရားရဲ့ဂုံကိုအာယုံပြုနေတဲ့အချိန်မှာတရားဂုံကိုအာယုံပြုနေတဲ့အချိန်မှာတန်ခါဂုံကိုအာယုံပြုနေတဲ့အချိန်မှာမဖြစ်လေလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူး ဖရာကုံတရားကုံတန်ခါကုံထဲမှာစိတ်တည်းဟာတည်ငြိမ်ပြီးတော့နေသွားခုကိပြောတာလို့ဖရာကုံပရိစိတ်နေမယ်တရားကုံတန်ခါကုံပရိစိတ်နေမယ်ဖရာတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စိတ်နှလုံးအေးချမ်းမှုရရှိနိုင်တယ်လို့ဒီလိုဆိုအကယ်၍ဖရာကုံတရားကုံတန်ခါကုံကိုအာယုံမပြုဘူးဆိုရင်နောက်ထပ်ဘာလိုအပ်ချက်ရှိတော့ တခြားနေပါရှိသေးတယ်ဆိုလို့ရှိရင်တခြားမစင်းသားနဲ့မနဲ့မိုးလင်းတဲ့အခါမှာငါးပါးတီလာလေးစောက်တည်ရရောက်တဲ့အခါကျတော့ပြန်စင်းသားဒီနေ့ငါတရှိတတဝဘယ်တတဝမြတ်တတ်မိသလဲမတတ်မိဘူးငါးပါးတီလာပြည့်စုံတယ်ဆိုရင်ကုတီလာလေးကိုတမိုးထားပြီးငါဟာဒီကနေ့ယန္တာပုဂ္ဂိုလ်တွေ နေနီကားနဲ့ငါ